မင်းတစ်စီအနေနဲ့ကတော့အချိန်ချင်းရှုံးနေမှုများစွာနဲ့ official ပွဲ grand final ချိန်စာစုကိုကြော်ဖြတ်နိုင်လိုက်ပြီးအခုလိုမျိုးပဒန်းဟောကိုခိုးပြပြီးတော့ပြန်ထိုးထွားတဲ့နီကိုရဲ့ moment ကတော့တကယ့်ကို iconic ပဲအလုံးပဲမင်္ဂလာပါကျွန်တော်ခေစီပဲဖြစ်ပါတယ်ဒီကနေ့ video လေးကတော့ YG နဲ့မင်းတစ်စီတို့ကစားခဲ့တဲ့ grand final ပွဲကြီးရဲ့ထူးခြားချက်လေးတွေနဲ့အဲ့ပွဲအကြောင်းလေးကိုနည်းနည်းလေးပြောမယ်ပထမဆုံးအချက်အနေနဲ့တာတယ်ရော မင်းရောကိုတပြိုင်တည်း pressure ပေးတာအခုလိုမျိုး tartar fight တွေမှာတစ်ဖက်က granger နဲ့ငားရောက်လာဆိုင်တာမျိုးဖြစ်စေ team fight ဆိုင်တဲ့နေရာမှာကိုကနည်းနည်းလေးအားလိခက်ခဲနေတာမျိုးဖြစ်စေအဲ့လိုအခြေအနေမျိုးမှာကျန်တဲ့၄ယောက်ကအတက်နိုင်ဆုံး tartar ကို delay မယ်အချိန်ဆွဲမယ် cre wave စောင့်မယ်တစ်ဖက်ကတကောင်ကမစ်ကို pressure ပေးတယ်ဒါကမော်စကိုနဲ့စောင့်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲဒါမှမဟုတ်ရင်တာတဲချရာခတ်နေတဲ့အခြေအနေမျိုးတွေမှာတခြားဟီးရိုးတွေနဲ့လည်းစောက်လို့ရတယ် ။ On the Philippines ဆိုရင် Moscow ရတဲ့အခြေအနေမျိုးတွေမှာအဲ့လိုမျိုးတာတယ်နဲ့မင်းနယ်ကိုတပြိုင်တည်း pressure ပေးပြီးတော့တော်တော်လေးဆော့တယ်။ဒါကတဖက်က match player တွေအနေနဲ့ Mikri ရှင်းဖို့ထက်တာတယ်ချဖို့ကိုပဲ focus နေတာကို အခွင့်အောင်းယူပြီးတော့ macro play သွားတာ။နောက်ဆက်တစ်ချက်အနေနဲ့ဂျန်ဂလာတွေ rabbit blue bat စားပြီးလို့အလဲမှာချချင်တဲ့အခြေအနေမျိုးတွေမှာအခုလိုမျိုးကိုယ့်ရဲ့ teammate ကိုငစားအဖြစ်ထားပြီးတော့ဒီဘက်အိုင်ချုံကနေ ဖြတ်ကန်းလို့ရတယ်။ ဒီမှာဆိုရင်နှစ်သိန်းလုံးကအကွက်လာသူနေတယ်။ YG ကလည်းဘိတ်ဖို့စူးစမ်းတယ်။မစ္စစ်စီကလည်းပြန်ဘိတ်တယ်။အထူးသဖြင့်ဂျန်ဂလာတွေ Rapper Blue Bat စားပြီးတဲ့တိုင်မင်တွေ ready ဖြစ်တဲ့အခြေအနေမျိုးတွေမှာ mesh ကိုဖိတ်ခိုင်းပြီးတော့အခုလိုမျိုး ပြန်သီးလို့ရတယ်ကျွန်တော်အမြင်အရတော့တခုခုခံမယ်ဆိုရင် trio ပေါင်းသွားတာအကောင်းဆုံးပဲဂျန်ဂလာရဲ့ rapper blue bat ပြီးသွားတဲ့ timing ကိုဆောင်း၃ယောက်တူတူပေါင်းခက်အဲ့ဒါကပို့ပြီးတော့ effective ဖြစ်တယ် နောက်ထပ်အနေနဲ့ YGD Grand Final မှာ Lucas နှစ်ပွဲလုံးထုတ်တဲ့နေရာမှာနှစ်ပွဲလုံးတစ်ဖက်ကိုပေးလိုက်ရတယ်ဒီမှာဆိုရင်သူတို့ဆော့ကျင်တာ Lucas Medira Framis အားလီလဲတာတယ်မှာအဆင်ပြေတယ်လက်ဂိမ်းလဲ Grand Jar ကိုမဆော့မယ်ဆိုရင်တော်တော်ကောင်းတယ်ဒါပေမဲ့ဒီပွဲ 0K ထိပါအရန်ပြတ်သွားတယ်ဆိုတာ YG ဘက်က Lucas Framis Spacecasting တွေကတိတိတသားကြီးကိုလိုအပ်ချက်ရှိသလိုဒီမှာဆိုရင် Moscow လှန်ပဲဆိုက်ရသေးတယ် လူကတ်စ်ရောဖရာမစ်ရောအာတီပေးလိုက်ရတယ်အဲ့နှစ်ကောင်အာတီမရှိတော့မက်တစ်စီကပြန်လုံးဆိုင်တော့မနိုင်တော့ဘူးနောက်ထပ်ကလစ်တစ်ခုထပ်ပြမယ်မက်တီတာဝင်းမှာလူကတ်စ်ကဖောင်ပြောင်းပြီးတန်းလိုက်တာသင်းဖိုက်ကဖြစ်မယ်မဖြစ်ဘူးမသေးကြသေးဘူးလူကတ်စ်ဖောင်ကပေးလိုက်ရတယ်အဲ့အချိန်မက်တစ်စီကဗတဲခဏဟိုးလိုက်တယ်ပြီးမှ ပြန်လာချတယ်ပြန်လာချတော့ရှောက်ကုန်ရောဝိုင်းဂျီရောဟန်ရောကပါလူကတ်စ်ဖောင်သုံးတဲ့အတိုင်းပင်တွေမှာလူအပ်ချက်ရှိတယ်ဒီပွဲကတော့ပြတ်သွားပြီ ရှေ့လူကတ်စ်ပွဲထပ်ပြမယ်ဒီမှာဆိုရင်ဘလင်းရဲ့ pick off ကတော်တော်လေးကောင်းတယ်ဇစ်ပီကို pick off တယ်ယင်းရဲ့ဘနေဒရာအာဒီမော့စကိုအာဒီတွေပေးပြီးတော့မရရအောင်တတ်တယ်လူကတ်စ်ကိုယ်တိုင်ကလည်းအာဒီတွေပေးတယ် team fight ဗတ်တယ်တခု ဖြစ်သွားတယ်ဒီအချိန်မှာ YG ဘက်ကသူတို့ hero တွေမှာ ultimate တကောင်မှမရှိတော့ဘူးအခုလိုအခြေအနေမျိုးမှာ YG ဘက်ကမော့စကိုနဲ့နော်မော်လေးဘာလေးပြန်ရှာလူကတ်စ်နဲ့စောင့်နေတာဆိုတော့ ်လူကတ်အာတီပြန်ဆောင်အဲ့ဒါကအကောင်းဆုံးပဲဒါပေမဲ့သူတို့သွားချလိုက်တဲ့အခါကျတော့ဒီလူကတ်ကြီးကဘာမှတာတယ်မှာ impact မရှိသလို join ပုတ်သည်မခံနေရတာကြီးပဲ YG ကအဲ့လိုမျိုးလူကတ်ရဲ့ impact ကိုနှစ်ပွဲလုံးမှာ အပြည့်အဝအသုံးမချနိုင်ခဲ့ဘူးမစ်တစ်စီရဲ့ပြင့်နေမတူတာက join hater ကလည်း ultimate ခူတောင်အရန်နေတယ်ဇူစင်းကလည်းအာတီကိုအရန်ကြီးအားကိုးစရာမလိုတော့ဒီကောင်တွေက ပတဲကိုနှစ်ခါနှစ်ခါခွဲဆိုင်လို့ရတယ်။အော်ဒါနဲ့ brother ကိုတတိထားပြီးတော့ကြည့်ကြည့် WG ကလည်းအဲ့လိုမျိုး first starter နိုင်ပြီးသွားလို့ရှိရင်ဘာမှထပ်ပြီးတော့မလုံနိုင်တော့ဘူး။အထူးသဖြင့်ခံ assassin ရတဲ့ပွဲဆိုကြည့်ကြည့်၅မိနစ်ကျော်တာနဲ့သူလိုက်ပြီးတော့အောက်ဖန်းတဲ့ဒဏ်ကို WG အနေနဲ့ဘလို့မှမခံနိုင်ဘူး။ဒီရသည်ခံရဲ့ assassin တိုးတက်လာတယ်ဆိုတာသူ့သင်းမိတ်တွေကြောင့်လည်းအများကြီးပါတယ်။ဒါနဲ့ခံ interview မှာပြောသွားတာ သူ့ညီလေးတွေထမ်းပေးလို့သူဒီလိုရတာပါဆိုပြီးတော့အဲ့စကားကအမှန်ပြအထူးသဖြင့် game fight နဲ့ game set မှာတိတိတတာကြီးကိုတွေ့ရတယ်ဒီမှာဆိုရင်ခံအနေနဲ့ shadow key လဲပိုင်းခံရတယ်အသေးအပြောင်လဲများတယ်ဒီမှာဆိုလို့ရှိရင်လဲ long track ခင်အချိန်တွေမှာသူကြားတဲ့ကဖြတ်တီးခံရတာတွေဘာတွေလဲရှိတယ်ဒါပေမဲ့အဲ့ဒီဘိုယဲနဲ့နီကိုနဲ့က ခံအတွက်တော်တော်ဖန်တီးပေးတာဗျအခုလိုမျိုးလူကတ်စ်နဲ့အာလီကျိုးပြီးတော့တာတဲချဖို့ခတ်နေတဲ့အချိန်မှာလဲဂိုလိန်ကန့်ပြီးတော့ဟီရိုကီဖန်တီးပေးတယ်ဘိုယဲလောက်သွားတာဒီမှာလဲတော်တော်ကောင်းတယ်သူကတခြားလိန်ရောက်နေတဲ့ပုံစံမျိုးချစ်နဲ့ဒီပေါ်တဲ့အပေါက်ကိုဖြွင်လိုက်ပိတ်လိုက်လုပ်တယ်ဝိုင်ဂျီဘက်ကအဲ့ဒီပေါ်တဲ့အပေါက်ကိုပဲအာယုံဆိုင်နေတဲ့အချိန် stitch ကိုတကောင်တယ်ဖြတ်ခန့်သွားတာဒါကတော်တော်လေးကို creative ဖြစ်တယ်နီကိုဆိုလို့ရှိရင်လည်း တာတင်မှာဗဒန်းဝေါ်ပြန်ခိုးပြီးတော့ဟာရဘူဆာကိုရအောင် စတန်ပေးတာတို့ဘာတို့ဒါတွေကဒီမစ်ဂျူကိုနှစ်ကောင်က ခံအသွန်းအများကြီးဖန်တီးပေးတယ်ရှေ့ပွဲတွေကိုတော့ကျွန်တော်တပွဲစီပြောမနေတော့ဘူးဒါပေမဲ့နောက်ဆုံးပွဲအကြောင်းလေးနည်းနည်းပြောမယ် YG ဆော့သွားတယ်ဘာစီယာအင်ဂျယ်လာဆလီနာမစ်ထရီယိုကိုမှဝန်ဝန်းနဲ့တွဲလုံးဒီ draft မှာ YG အနေနဲ့အာလီခန်ကိုလည်းဟီရိုကီရအောင်ယူနိုင်တယ် first starter ဆိုရင်လည်းဘာစီယာဆလီနာနဲ့ ဖိုးတင်းတဲ့နေရာမှာလဲဖိုးတယ်အစပိုင်းတော်တော်လေးကိုကောင်းတယ်ခရင်ဟာရဘူစာဆိုလို့ရှိရင် အာလီတော်တော်ကြီးကိုကြိုးနေတာဒါပေမဲ့ဒီ draft ကို YG ဆော့တာပြီးပြည့်စုံမနေဘူးအထူးသဖြင့်အခုလိုတာတဲ့ပတဲ့မျိုးတွေမှာအင်ဂျလာဘာစီယာနဲ့ကိုကလည်းနှောင်းဝတာနေတယ်ဆိုလို့ရှိရင်အကောင်းဆုံးကတိုးဆိုင်ရမှာကိုကအဲ့လိုမျိုးဒက်ရဲရဲမချရဲပဲနဲ့အချိန်ဆွဲနေတော့တဖက်ကိုလည်းအခွင့်အရေးပေးသလိုဖြစ်တယ်မစ်တစ်စီဘက်ကလည်း ဲ့ဒီအခွင့်အရေးကိုအမိအရာဆုပ်ကိုင်သွားတယ်ဘိုးရဲ့ sacrifice ပြီးတော့ stand ပေးတယ်ခံတာတဲ့တခါပြန်ယူတယ်အဲ့လိုမျိုးဗျာ network ကပြတ်တင်တလောက်ပြတ်မနေဘူး angela bazia ကအဲ့လိုမျိုးချနိုင်မှပဲရမှာကိုကမချနိုင်ရင် hero impact ကြတယ်နောက်ထပ်အနေနဲ့ law battle မှာကျွန်တော်အရင် bazia angela flow video မှာလည်းပြောဖူးတယ် mpr တွေမှာဆော့တဲ့ angela တွေဆိုရင် အရန် safe ဆော့တာ ဒီနေရာမှာတော့လီနာတော်တော်လေးမှားတယ်အခုလိုမျိုး Cree Wave ကလည်းအရန်ကြီးစီးမနေဘူးကိုက သွားမရှင်းလဲရတယ်ဆိုတဲ့အခြေအနေမျိုးမှာလီနာကဟိုဘက် Cree Zone ထိပါသွားရှင်းတာအဲ့ကနေပြီးတော့ Angela တတ်ခံရတော့ပြန်ပြီးတော့ရှုပ်ကုန်တာပဲ YG ဘက်ကဘာစီယာ Angela Flow ကို အားလီတည်တည်တတ်တတ်အလောက်မဆော့နိုင်ဘူးလို့ပဲပြောရမယ်ဘလို့ပဲအားလီအဆင်မပြေဘူးဖြစ်ပါစေ ဘာစီယာ Angela ကိုမှလိတ်ကိန်းဝဝမ်းနဲ့ သွဲထားတဲ့ flow ဒီကျွန်တော်အရှိဗီဒီယိုတွေမှာပြောတဲ့အတိုင်းအာလီအပြင်လက်ကင်း impact ကလည်းရှိတယ်အင်ဂျလာ11ကိုဘလို့မှထိန်းလို့မရဘူးဒီ clip မှာဆိုရင် YG ဘက်က hero နှစ်ကောင် ကြနေတာတောင်းတကယ်တကယ်တမ်းဒဲဆိုင်မယ်ဆိုရင် အင်ဂျလာ11ကိုကျန်တဲ့9ကောင်ဘလို့မှမနိုင်ဘူးအဲ့လိုအခြေအနေမျိုးမှာမစ်တစ်စီဘက်ကမျောလင်းချက်တစ်ခုပဲရှိတယ်အဲ့ဒါက Novaria Asprey Recall Novaria Skate 2ဆိုတာ brother တို့သိတဲ့အတိုင်းတကယ်တကယ်တမ်း ဝန်ဝန်းကိုထိဖို့ဆိုရင်မလွယ်ဘူးဒါပေမဲ့သူတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ကိုနောက်ဆုံးပတ်တယ်မှာကောင်းကောင်းကြီးကိုအသုံးချသွားတယ်ပဲဆိုရမယ်ဒီမှာဆိုရင် Nova Artis K2 ထိအောင်သုံးတယ်ကန် Shadow K ဘာညာဝင်ပိုင်းနာနဲ့ဝင်းချန်နေရော Angela Artis တွေရော ကောက်တောင်းလိုက်တယ်ပြီးတာနဲ့မတစ်စီဘက်ကချက်ချင်းပဲဘတ်တယ်ကိုခဏဟိုးလိုက်တယ်ဝန်ဝန်း Artis ပြီးတော့မှပြန်တိုးဆိုင်တာဒီမှာ Stage ရဲ့ movement ကိုကြည့်မယ်ဆိုရင်သူ့အနေနဲ့ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဘဲနဲ့ လော့တွေကိုရှောက်ပစ်နေပြီးတော်တော်လေးကိုအင်ဂျလာအာတီနဲ့ပြာနေပြီးအင်ဂျလာအာတီကုံတာနဲ့ချက်ချင်းပဲမတ္တိစီဘက်ကပြန်တိုးဆိုင်တာဒီနီးနဲ့ဗတဲ့ဆိုင်သွားတာလေးကတော်တော်လေးကိုကောင်းတယ်ကိုတော်ကဒါမရှိအော်ဘတ်ဘကလခါကိုပြန်ချခဲ့ပဲစစ်ပီးလောင်းရိတ်ဒါမရှိချတယ်ဘ1 4 1တော့ကြောက်ခါအော်ဘတ်ချပြီးတော့စစ်ပီးသုံးတယ်စစ်ပီး see the day see the glory ပါစစ်ပီး he is the glory ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ရဲ့ဒီပြိုင်ပွဲတစ်လျှောက် MVP ကတော့နီကိုပါပဲသူ့အနေနဲ့တော်တော်လေးကိုကောင်းတာအဆုံးထိကြည့်ရှုပေးရတဲ့သူပြောင်းရှင်းစီတိုင်းကိုကျေးဇူးများရေးတင်ပါတယ်ကျွန်တော်ကတော့ KCB ဖြစ်ပါတယ်ဒီဗီဒီယိုကိုတော့ကျွန်တော်ခါတိုင်းနဲ့မတူတဲ့ပုံစံနဲ့တမျိုးလေးဖန်တီးထားရပေါ့လေ brother တို့အမြင်လေးတွေကိုလည်းကွန်မန့်မှာရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye